အားလုံးပဲမင်္ဂလာပါရှင်ဆီယမဝင်းဝင်းမြင့်နန်းတော်ရှိရေးသားထားတဲ့အိမ်မက်ခိုးတဲ့ညတွေဆိုတဲ့ဝတ္ထုရှိကို အပိုင်းသုံးနေနဲ့ဆက်လက်ဖျက်ပြပေးမှာဖြစ်ပါတယ်ရှင် အိမ်မပျော်ခြင်း စိတ်ငြိမ်ခြင်းတို့နှင့်ကုံဆုံးခဲ့သောညတညသည်ဂျမကို စိတ်ညင်ညူးစေခဲ့သည်ခြောက်ခြားစေခဲ့သည်အားငယ်စေခဲ့သည် မနယ်လင်းတော်လဲမူရဲ့ရီဝေစွာဖြင့်သာနိုးထလာရသည်စိတ်နှင့်လူနှင့်မကတ် ဖြစ်ခဲ့သောမဏိကအဖြစ်ပြက်ကိုကျမဤနေဆွဲများမှဖျက်ထုတ်ပစ်ခြင်းခဲ့သည်။ရွာကိုရောက်ပါပြီဆိုကြဲကစာတင်ယုံများမကရွာဤတာမှုနာမှုမှန်သမျှကိုကျမကသာတတဲကြွကြွပါဝင်ခဲ့သည်။ကျမကိုရွာကအကူအညီပေးရသည်ဟုမရှိခဲ့။ခူတော်ဖြင့်အချက်ကိုပြန်ပြန်ကွဲပါလျော်။ကြောင်းကိုဘလို့မျက်နှာနှင့်တွားရပါ။ရွာလေလန်းကိုဘလို့ဖြတ်ရပါ။စိတ်တွေလေးလံနေတော့သည် ကျောင်းတွင်လုံရန်ရှိနေသည်များကိုလုံနေရတော့လဲရင်းနှဲမှာမကောင်းမကြပါချေကျောင်းရှိတွင်ကားရက်တန်းကြားလိုက်ရသည်ကျမတို့ရွာကျောင်းကလေးထံသို့ကားများလာလိမ့်မရှိသောကြောင့်တကြောင်လုံးဤမျက်လုံးများကကားစီသို့ရောက်ကြ၏ဖျားဖျားမိမိခင်ကျမမျက်လုံးများပြာဝင်မတက်စိတ်လုံးရှားသွားသည်လက်ဖျားရှည်ပြားများပင်အေးလျက်ရင်ခုန်တန်ကလည်းဒိတ်ဒိတ်ညံနေတော့သည် ျက်စိကြီးကိုအသာသိမ်းရက်ကလေးများနှင့်အလုံးရှုပ်ခြင်းအောင်ဆောင်ကားခေါင်းမဖော်ရဲတော့ဒေါ်ပန်းမြက်ခင်ဆရာကြီးခေါ်တယ်ဆရာမတယောက်ကလာခေါ်တော့ခါကျမမနေတာတော့အင်းဟိုလူမေမေခင်ကိုခေါ်လာတာနေမှာဟုတွေးလျက်ဒေါ်သားတွေတပွားပွားထွက်ခါဘာကြီးဖြစ်ဖြစ်အပြည့်ရှင်းပြမယ်ဟုဆုံးဖြတ်ချက်ချ၍ယုံငန်းစီတို့လေးလံသောခြေလမ်းများနှင့်လှမ်းလာခဲ့သည်ဆရာမကလေးတွေကိုအလုပ်ပေးခဲ့လားဟုဆရာကြီးအမေကို စာမေးပွဲစစ်မလို့ပါဆရာကြီးဟုပြန်ဖြေရင်းဝေးကြည့်လိုက်တော့ခါမေမေခင်နဲ့လူလာသူသည်ဟိုလူတော့မဟုတ်မေမေခင်နဲ့မေမေခင်ယောက်ျားဖြစ်နေသည်ရင်ထဲမှာတော့နည်းနည်းအေးသွားသည်တမီးကိုမေမေခင်တို့လာခေါ်တာဟုမေမေခင်ကအရင်မရှိဖျားမရှိစပြောသည်ကျမတွေ့သွား၏ချက်ချင်းပင်ညင်ရန်စဉ်းစားလိုက်ပြီးကြောင်းပရဲမှမဟုတ်တာမိမိခင်ကလည်းတမိလိုက်လို့မရဘူးလေဟုပြောလိုက်သည် မိမိခင်ကလည်းကျမအလွယ်တကူလိုက်မည်မဟုတ်ကြောင်းတိပုံပေါ်ပါရဲ့ကျမကိုဘာမှမပြောတော့ပဲဆရာကြီးပဲသူ့လှည့်သွားသည်ဆရာကြီးရဲ့ကျမတို့လည်းအကြောင်းလုပ်ငန်းအကြောင်းကိုတီးတော့အားနာပါတယ်ဒါပေမဲ့သမီးကိုစိတ်မချလို့ပါမနေ့ကလိုထက်ဖြစ်ရင်မကောင်းဘူးလေဟုဆိုသည်မိမိခင်ယောက်ျားကလည်းတမျိုးလူတိုင်းကြီးလောက်ခါစွာနေတော့သည်ဒီလိုပါဆရာကြီးမနေ့ကခလေးချင်းမသိမမြတ်ဖြစ်တာကိုရွာကအထင်လွဲပြီး ကျွန်တော်လူကိုရိုင်မောင်းပုံမောင်းလှုပ်လှုပ်လိုက်တော့ရွာဘက်ကတိတ်ရိုင်းသလိုဖြစ်သွားတယ်လေကိုကလည်းမြို့မှာတောင်ကုမ္ပဏီနဲ့ဘာနဲ့နေတာသူ့ကိုဘသူကမှမခံနေစားမပြောရဲတော့တော်တော်လေးမခံခြင်းဖြစ်ပြီးပြန်လာတယ်သူ့ကုံနဲ့သူနေတာသူ့ကိုမောင်းထုတ်တယ်ဆိုပြီးတော့သူ့မှာကလည်းတပည့်တပန်းတွေရှိနေတာဆိုတော့လူငယ်စိမ့်နဲ့မခံခြင်းပြီးနောက်ထပ်လာရင်ကြော်မကောင်းကြားမကောင်းတွေဖြစ်မှာဆိုလို့သမီးလေးကိုလာခေါ်ရတာပါ သမီးအတွက်ပါပဲတဲ့ ဘယ်တော့မှမခေါ်ခဲ့ဘူးတော့သမီးခုတော့ပြင်ကျမကိုသမီးချင်းထပ်အောင်ခေါ်နေလေတော့သည် သူတူကိုမုံသောအမုံတွင်ထိုလူကြီးပါအစ်စ်ပါလေတော့မည်ကျမကိုတိုင်းကြားရသောကြောင့်သာ သူတပါပြောတာသောစကားဆိုယုံနိုင်စရာမရှိကျမမှာစဉ်းစားရမယ့်အချိန်မရှိရင်ထဲမှာလုံးထွေးနေသော မခံခြင်းစိမ်းများယုံကြွာလာတော့သည်မိမိခင်သမီးပြန်မလိုက်နိုင်ဘူးကျောင်းလုပ်ငန်းလုပ်နေတာအစိုးရဝန်ထမ်းလုပ်နေတာ အရက်စကားပြောပြီးခေါ်ချင်တိုင်းခေါ်လို့ဘယ်လိုနည်းနဲ့မှမရနိုင်ဘူးကိုနဲ့တစ်ခါလေးတောင်မျက်နှာချင်းဆိုင်ပြီးစကားတခွန်းတောင်မပြောဘူးတဲ့မိန်းကလေးကိုကျွန်တော်အမျိုးသမီးပါလို့ပြောတာမလွန်ဘူးလားသူကအရင်စာရိုင်းလို့ရွာကသမီးကိုဆောင်းရှောင်းတဲ့အနေနဲ့သူ့ကိုမောင်းထုတ်တာမိမိခင်တို့လူကိုမိမိခင်တို့မလာဖို့တားနိုင်ရင်ဒါမတားနိုင်လို့လာလဲရတယ်သမီးကိုဇွလုံးလို့မရဘူးဆိုတာမိမိခင်သိပါတယ်ကျမကြီးစကားတန်းဒီမာထန်နေမိဟုတ်တိလိုက်ပါသည် ကျမ ਈ စကားဆုံးတော့ခဏငြိမ်သွားသည်ပြီးတော့မှဆရာကြီးကဒါကတော့ဆရာမရဲ့ကိုရေးကိုရာကိစ္စဆိုပါတော့လေကျန်တာတော့ကျွန်တော်ဝင်မဆွတ်ဖက်ပါဘူးကြောင်းတရင်လေးဖြစ်နေအစမ်းစာမေးဝဲလေးခလေးတွေဖြေကြရမှာမို့ကျွန်တော်ကလည်းဆရာမကိုခွင့်မပေးနိုင်ဘူးဗျဟုဝင်ပြောသည်မိမိခင်တို့နှစ်ယောက်တယောက်မျက်နှာတယောက်ကြီးကဒါဆိုဆရာကြီးကတမိအတွက်ပြဿနာမဖြစ်ပါဘူးလို့အာမခံနိုင်လို့လားဟုမိမိခင်ယောက်ျားကမိသည် ကျွန်တော်ကြောင်းကျွန်တော်ရွာမှာတော့အမဲတပေါက်မစွန်းစီရပါဘူးဗျာသူတယောက်မှမဟုတ်ဘူးရွာမှာသူ့လိုပဲတမျိုးဒီွာက လာပြီးအလုံးလုံးနေတဲ့ဆီယာမာလေးတွေကိုကိုသမီးတွေလိုအစားအစားစောင့်ရှောက်ထားရတာပဲသူတို့အတန်းကြာငိန်တဲ့သွားကြပြီးမှမိမိခင်ကတွေးတွေးဆဆနှင့်ပြောသည် ဟုတ်ပါပြီဆရာကြီးရေဒါဆိုလဲခုခုံမသွားသေးပါဘူးကြောင်းဆက်တတ်ပါတောက်ကြနေညံနေတော့အထုပ်ပိုးပြင်ထားသမီးမိမိခင်လာခုံမယ်ကြောင်းလည်းမပြက်အောင် နေ့စဉ်အိမ်ကနေပြီးကြောင်းလာတဲ့အကျိုးဖို့မမေခင်တို့ကားနဲ့လုပ်ပေးမယ်ဟုတ်ပြီလားကဲဆရာကြီးကိုလည်းအားနာပါတယ်အားလဲကိုပါတယ်ရှင်ကျမသမီးလေးကိုဆက်ပြီးစောင့်ရှောက်ပေးပါနော်ဒီအစီအစဉ်ကိုတော့သမီးညင်းလို့မရဘူးသမီးဖြစ်ချင်တာလည်းဖြစ်အောင်မမေခင်ကလိုက်ရောတယ်မမေခင်တို့လူကြီးတွေကလည်းသမီးကောင်းအောင်စီစဉ်တာမှုလက်ခံလိုက်တော့ကျေးဇူးတင်ပါတယ်ရှင်ဆရာကြီးကျမတို့ကိုတွားခွင့်ပြုပါ မိမိခင်ကပြောပြောထားထားနဲ့ကျမကိုတောင်နှုတ်ဆက်နိုင်ပဲထပြန်သွားကြသည်ဒါဟာပြီးဆုံးသွားတာမဟုတ်ခုမှပင်ပြက်တနာစမလို့ပြိုးလီပြီဟုကျမနားလည်လိုက်ပါသည်သမင်းစားကြောင်းစင်၍တငယ်ချင်းနှစ်ယောက်အိမ်ပြန်လာကြတော့လဲသမင်းအောင်စားရကောင်းမှမသိအမအပြူကြီးကိုတိုင်တဲ့ကရင်ဖွင့်ရသည်ကျမ၏တငယ်ချင်းကျူကျူကနေဟာကလည်းအပြက်ပြက်နဲ့နှာခေါင်းသွေးထွက်မဲ့ပုံဟုဆိုသည်အမအပြူကြီးကစိတ်ပူပန်ကြီးစွာနှင့် ဆရာမကြီးဒီတိုင်းဆိုရင်ကိုလာမင်းကိုပြောရတော့မှာထင်တယ်။တောက်ကြနေမှာအင်ကိုပြန်လိုက်သွားရမယ်ဆိုရင်သူတို့ပြောသလိုကြောင်းတော့နေစဉ်တက်ခွင့်ပေးပါမလားဟုဆိုသည်။ကျမရင်ထဲမှာမကောင်းဘူးဟိုလူရိုင်းတွေကတော့ဖြစ်ရင်ကျမနဲ့ဘလို့မှမဖြစ်ဘူးနော်စိတ်ပူလိုက်တာဟုပူပူပန်ပန်ပြောရှာသည်အမကြီးမပြောမိကလေးကကျမလာမင်းကိုတန်းတားမိတာအမှန်ပဲဖြစ်ပါသည်ကျမမှာအာကိုရာကလာမင်းမှလွဲနေရှိတော့တာမှမဟုတ်တာ ို့တော်လဲကိုဝမ်းနာကိုသာသည်ဆိုဆိုသလိုကျမ၏ဒုက္ခကိုကျမသာလင်းဖြေရှင်းခြင်းသည်သည်သူ၏ကောင်းပေါ်မှသူမိသားစု၏တာဝန်တွင်စာဝင်သောအလို့၏တာဝန်တွင်ပူပူလောလောပြီနေသောအချိန်မှာကျမ၏จิตသူကိုကျမကြောင့်ပူပူပန်းပန်းမဖြစ်စေလိုမိမိခင်ဘလို့များဖြစ်သွားပါလေဟုစိတ်မကောင်းကြီးစွာဖြစ်လျက်နေတစ်ပိုင်းကြောင်းတဲ့ရန်ကြောင်းတို့ပြန်လာရသည် လေးများကိုစိတ်မပါလက်မပါစာတင်နေမိရာကိုလည်းစိတ်မကောင်းကျမတို့တကြောင်လုံးဒီပါလောက်ကူများ၍ခံစားနေကြရသောကြောင့်သာကျမပြိုလဲမသွားတာဖြစ်ပါသည်ထိုချိန်တွင်เจ้าမှာဘာလေးဖြစ်ဖြစ်အလုံးကအာကိုအားထားပြုရမည်ဖြစ်သောဝါရင်ဆရာမကြီးမမတုတ်ကအိမ်အောင်တဲ့ပြီးပြီးအကြံကောင်းညံကောင်းများကို စိတ်ပါလက်ပါလာပေးနေတော်သည်ငါညီမဒီဇာလန်းကဘာနဲ့မှအဖြေရှင်းလို့မရနိုင်ဘူးညီချစ်သူနောက်သာလိုက်ပြေးပြီးတော့ လူရာမှန်သမျှငါတို့အားလုံးဝိုင်းကူမယ်ဘာမှအားနာစရာမရှိဘူးဒီဖြစ်ပျက်ကိုညီးသူသိပြီလားသူသိမှဖြစ်မှလေအမတုံရဲ့သူကလည်းခုမှအလုပ်တစ်ခုနဲ့အဆက်အသွယ်ရလို့အလုပ်ဆောင်ဝင်နေတာပန်းမြက်ပြောလဲဘာမှတတ်နိုင်မှာမဟုတ်ပါဘူးဟုစိတ်ထဲရှိသည့်တိုင်းပြန်ပြောမိသည်ရင်းထဲမှာလည်းမွန်းကြံနေသည်အဖြေကလည်းရှာမရကျောင်းစင်းပြန်လက်မှတ်သွားထိုးတော့ဆရာကြီးကကျမကိုခေါ်၍သမီးညီတော့ကြာနေပြန်လိုက်သွားမှလားဟုမေးသည် ျမမှာတော့ဘာဆိုဘာမှ မဆုံးဖြတ်ရသေး။ပြန်လိုက်သွားရင်ဘာဆက်ဖြစ်မလဲမတွေ့ရသေး။မိဘအိမ်ဟူတွဲ၍မရတော့တာကတော့အမှန်။မိမိခင်ဒီကျမဘယ်သားမဟုတ်တာလဲတည်ကြနေပြီ။ရွာမှာကမှကျမကြီးလုံးကျုံနေသေးရဲ့။အိမ်ပြန်ရင်သူတို့ကျမကိုတုံလူကတုံမှောက်လူကမှောက်ပြကြတော့မည်။ကျမကြီးစိတ်မှာထုံလူကိုတော့ဘလူနီးနင်းမြမယူနိုင်။အဲ့တဲ့အသေးခံမိဟုလဲမယူရဲစကားမဆိုဝင် ဖေဖေပြောခဲ့သလိုပင် ပြေတနာဆိုတာကိုကမဖြေရှင်းနိုင်မှပြေတနာပါပန်းမြက်ရဲ့ဖူသောတန်ကို အထက်ထက်ကြားကအာမွေရသည်အကောင်းဆုံးဖြစ်အောင်ခေါင်းအေးနဲ့စဉ်းစားပုံကသမီးရဲ့မင်းကညီကြီးကြီးကိုပြောပြမိလို့တူတောင်ဒေါသတွေဖြစ်ကြနေခဲ့တယ်ငါတို့ကမိဘလို့သဘောထားဘာမှအားငယ်စရာမရှိဘူးငါသမီးကြားလာတောက်ကြနေရောက်ဖို့အများကြီးလိုပါသေးတယ်ဒီကြားထဲတော့ဟိုလူမလာရဲတော့ပါဘူးရွာကိုလည်းတည်တည်ချာချာမှားထားတာကြောက်စရာမရှိဘူးအေးကိုမမှားဘူး ရွာကလည်းငင်းခံနေမှာမဟုတ်ဘူးဟုအားပေးပါသည်ကျမတို့အကြောင်းဆရာကြီးကအရှိဘက်တရွာကျော်မှကိုနောင်ကန်အပြူကြီးနှင့်ဖူးစာဆောင်ကြသောကြောင့်ကျောင်းဆင်းလင်မိမ၏ရွာသို့ပြန်သည်ဆရာကြီးကတော့ကရုပ်ချောသလောက်စိတ်လှကကျောင်းမှဆရာဆရာမများကိုချစ်ခင်သူဖြစ်သည်အားလုံးကကြီးကြီးဟုခေါ်ပြီးမိခင်တို့သဘောထားကြသူဖြစ်သည်တာသမီမရှိသောဆရာကြီးတို့ဇနီးမောင်နှံကကျောင်းမဆရာဆရာမများကိုတာသမီများလိုမှတ်ယူသည် ဆရာကြီးကအိမ်ပြန်ရောက်နှင်းကျောင်းမှအဖြစ်ပြင်များကိုပြောပြလေးရှိသူဆိုတော့ဆရာကြီးကတော်ဒီလဲကျောင်းဤကျောင်းများကိုအကုန်သိထားသူဖြစ်သည်ဒုက္ခများဝင်နေသောချိန်မှာရရှိသောမေတ္တာတရားများသည်မိမိ၏စိတ်ခွန်အားများသာဖြစ်ပါသည်မပြောလို့တော့လဲသူကိုမှမပြောရင်မဖြစ်နိုင်သည်မို့လာမင်းထံဖုံးဆက်ရပါသည်အကျိုးကျောင်းများကိုပြောပြတော့ခါကျမကအေးဆေးဆေးပြောနေတော့လဲသူမှာတော့တဖြည်းဖြည်းနှင့်ပူလောင်လာပုံရပါရဲ့ စိတ်လုံရှားသောတန်ဖြင့်ငါနဲ့ပြန်မနေစောစောလာခဲ့မယ်ဟုဆိုသည်ဟဲ့နင့်အလုတ်ကရလို့လားဟုဆိုသောမင်းမနေနဲ့တော့ဟာငါခုတောင်ထလာခြင်းသာဟုပြောကဖုံးချသွားသည်ခဏနေတော့သူထံမှဖုံးပြန်ဝင်လာသည်ပန်းမြက်ကြီးငါမမိကိုပြောလိုက်ပြီနင့်ကိုခိုးပြီးတော့မယ်လို့ကျမအံ့ဩထိတ်လန့်သွားသည်သူစိတ်တွေလွတ်ထွက်လာအောင်ပူရှာနေပြီကျမကတော့ထိုးစင်းသည့်ရောက်ရန်မဟုတ်သေးဟုထင်သည် လာမင်းရဲ့နင်းကလည်းလူကြီးကိုစိတ်ဒုက္ခရအောင်ဘာလို့သွားပြောရတာလဲအချင်းတွေကအလောက်ကြီးတီမဟုတ်နိုင်သေးပါဘူးဟာအမေကဘာပြောလဲရင်ကြာကြာချင်းတော့ငိုင်သွားတယ်တစ်ချက်ပဲနင်းကိုပြန်မေးတဲ့ငါတို့ဆင်းရဲတွင်းထဲကိုနင်းတကယ်ဆင်းလာနိုင်မှာလားတဲ့ဟုတ်တယ်အဲ့ဒါငါလည်းသိကျင်တယ်နင်းသူငိန်သွားသည်အဲ့ဒါမင်းစရာလားဟဲ့ငါချမ်းသာခြင်းရင်နင်းကိုကြိုက်ပါမလားငါတို့ရွေချက်တွေမအောင်မြင်သေးခင်တော့ဟိုလူကိုယူရမှာကြောက်တာနဲ့ ချက်ချင်းကြီးခိုးရလိုက်ပြတယ်ဆိုတာအတိတ်ပဲမှမရှိပဲခုကျမလည်းထူထူပူပူနဲ့ရင်ထဲရှိသည့်အတိုင်းပြောလိုက်မိသည်သူကရှူရှူရှာရှာဒေါသတွေဖြစ်ကအန်ဩဘညံကြီးရှင်မကအတိတ်ပဲရှိတာတွေမရှိတာတွေလာပြောနေတယ်ခုချိန်ကြီးမှာအေးနင့်လူတွေကိုရှော့တွက်လို့ကတော့ငါမပြောလိုက်ချင်ဘူးတဲ့ကျမစိတ်ရှုံနေတော့ချိန်မှာသူကဩတော့ကျမငိုရပြီကျမမျက်ရည်တာကျိုးပုံကိုသူလည်းမခံစားနိုင် အေးလေနင်းစင်းစားထား ငါနဲ့ပြန်မနဲ့အစောလာခဲ့မယ်ချစ်တယ်ဟာဆိုပြီးဖုံးချသွားလေရဲ့ကျမတို့တော့တွေးစရာများနှင်းညတညာကိုဖြတ်တန်းရပြန်သည်ခိုးရလိုက်တော့လို့သည်ကျမအမုန်းဆုံးအလုပ်ဖြစ်သည်ကျမနေလာမင်းသည်မူလာတန်းအလဲတန်းအထဲတန်းတကြောင်းနဲ့အတူနေလာသောတငယ်ချင်းအရင်ခေါက်ခေါက်ပွားနှင်းနှိရှိကြသောနေလာခဲ့ကြသူများမှုတငယ်ချင်းဆိုတာထက်မောင်နှမဦးဆိုကရနိုင်လောက်သူများဖြစ်ပါသည် လာမင်းတယောက်ကသူ့အိမ်မှာအကြီးဆုံးသားမှုကျမအပေါ်မှာကိုတယောက်လိုဆက်ဆံတတ်တော်လဲသူကကျမထက်3လငယ်သူဖြစ်ပါသည်သူက GDI တဲ့ကျမကဆရာအတက်တင်တဲ့ကြောင်းများမတူတော်လဲခဏခဏမတွေ့ရတော်လဲတယောက်ကိုတယောက်နားလည်မှုပြည့်ရှိကြသည်အထူးသဖြင့်လာမင်းကစီကံကြီးသောကျောင်းဆရာကြီးတားပြီးပြီးကျမပေါ်မှာဘဲသောခါမှအခွင့်အရေးမယူခဲ့အနေအီသူတယောက်ဖြစ်သောကြောင့်လဲစိတ်တဘောကွဲလွဲသည်မရှိ ရန်လည်းမဖြစ်တတ်တဝင်လည်းမတူကျမကလည်းသူ့ဘောမှာဘဲတော့မှမစူစိတ်ကလည်းမကောက်တတ်ထို့ကြောင့်တခြားတငယ်ချင်းများကနင်တို့အတွဲကလည်းဟဲ့ပြင်းစရာကောင်းလိုက်တာဟုပြောကြသည်ရဲ့သွေးမစူတတ်သောသူအရာအလုံးကိုအေးအေးဆေးဆေးရင်ဆိုင်တတ်သောသူဒီတပွဲမှာတော့ထူထူဘူးဘူးနဲ့လောနေလိမ့်ပြီကျမကတော့ရင်ထဲမှာမထားပြီးသားအိမ်မက်တွေကအများသား ခန်းစားချက်တွေကလည်းအများသားမှုသူတွေးသလိုအလောသုံးဆယ်အိမ်အောင်ပြုလိုက်ရမှာကိုသဘောမတူနိုင်ကျမတို့နှစ်ယောက်ကတယောက်ဆိုတယောက်ချစ်ကြမိသူတွေတယောက်ချောင်းကိုတယောက်တီးပြီးမှချစ်ခဲ့ကြသူတွေဆိုတော့သူ့အိမ်ကိုအိမ်ကလည်းမတိတာဘာမှမရှိသို့တော်လဲကျမရောသူပါအိမ်အောင်ပြုဖို့မဖြစ်နိုင်သေးသူဖေဖေဆုံးပြီးကလေးကမိသားစုဤစာဝင်နေရတဲ့သူ့မှာကြုံရလုံများလုပ်ခဲ့ရသည် ကျမတို့မန္တလေးမှာကိမ့်မုံဆိုင်ကြီးများမှမုံများကိုအယောင်ဆိုင်များသို့လဲပို့ရသောအလုပ်သည်ပေမန်းတော်လဲဝင်ငွေကောင်းလာသည်သူကမုံပိုးသည့်အလုပ်ပြင်ဖုံရောင်းဆိုင်တစ်ခုမှလည်းဒင်းနှံတက်ပြီးဖုံပြင်းသည့်အလုပ်ကိုလုပ်သေးသည်ညာဘက်မှာကျူရှင်တစ်ခုမှကလေးကိုလည်းဂိုက်လုံလိုက်သေးသည်သူပင်မန်းရှာသည်အခုမှသူအမှန်တကယ်လုံလို့သောကွန်ပျူတာလုပ်ငန်းကိုစား၍လုပ်ခါရှိသည်ကျမသူ့ကိုဟန်ချက်မပြည့်စေလိုပါ ကျမကြောင့်ဟူသောအကြောင်းပြချက်ကိုအိမ်တော်ကြီးမှာမှဲ့တပေါက်လိုမစွန်မထင်းစေလိုခြင်းသည်ကျမ၏အတ္တပေပဲလားကျမဘက်ကလည်းဟန်ချက်ပြက်လျင်အခက်ကြုံရမှာတွေကအများသာပဲကျမအလေတန်းပြဖြစ်ရှင်သေးသည်မျိုးเจ้าကိုပြောင်းရင်သေးသည်သူကသူ့မိနှင်းမိသားစုကိုလုံကျွေးနေချိန်မှာကျမကလည်းကျမတို့ရှေးရည်အတွက်စူဆောင်းကျင်သေးသည်ကျမတို့နှစ်ယောက်ကဘသူ့ကိုမှအနှောက်အယှက်မပြုလိုပဲ ကိုအားကိုကိုကမိသားစုဘွားကိုလုံလုံခြုံခြုံလေးတိဆောက်ကျင်သည်ကျမတို့ဤမျိုးဆက်ကလေးများကိုပြေဝပေါ်ရှန်သည်မဟုတ်တော့လဲလူဒန်းစီထားကကျမတို့ထက်တာလွန်သောအနာဂတ်ကိုရှင်သန်စေခြင်းသည်ခုချိန်မှာကျမတို့အတွက်မြည်သည့်အရာမှ အစင်သေးမဖြစ်သည်နောက်တစ်ခုကတော့ကျမ၏အတ္တဟုပြောရမည်လားခံစားချက်ဟုပြောရမည်လားနာကျင်မှုဝေဒနာ၏အမာယုဟုဆိုရမည်လားတိတ်တော်ဖြင့်မတဲခွဲပေ ဘသူကိုမှတော့အတိမပေးဖြင့်ညင်းထဲမှာတော့ခိုင်မာစွာဆွေးမြဲနေသည့်တွေ့တခုကယောက်ခမမကြည့်ဘူးသောချွေးမမဖြစ်လို့တကယ်ကိုမဖြစ်လို့ခဲပါမိမိခင်ကိုကျမကတန်ဖိုးထားရသလောက်ဖေဖေကြီးအမေကျမတို့ကြီးအဖွားကလုံးဝတန်ဖိုးမထားပြပြခါခါပြောပြီးဖေဖေနဲ့မိမိခင်လက်တွဲခဲ့သည့်တခြားရှင်မယားသောပြဿနာကြီးကြီးလည်းဖြစ်ခဲ့ရသည်ဖေဖေရှိစဉ်ကမိမိခင်ကိုနှင်းနှင်းခါခါမရှိသောဆက်ဆံရေးက သူတို့ဤရင်သွေးဖြစ်သောကျမဤစိတ်ကိုနာကျင်စေခဲ့သည်စိုးထိတ်စေခဲ့ဘူးသည်ဝမ်းနည်းခဲ့ရဘူးသည်အဖေနှင့်အမေမျက်နှာကိုအရေးကြီးနေရသောဒုက္ခကိုကျမဘယ်သောအခါမှမမေ့နိုင်ထိုထိုသောအကြောင်းများကြောင့်ကျမကိုတာမန်အပေါ်လွှာဖြင့်သွေးသားဆန္ဒအလိုရလက်တွဲခြင်းသူကိုကျမလက်မခံခြင်းချစ်ခြင်းကိုတန်လျာရှိနေမည်သူအားကျမလက်မတွဲလို့ တူဘော်တူချစ်ချင်းပြင်းနားလည်မှုပေးနိုင်ပါမှတဘွားစာဤလောကဒဏ်ကိုခံနိုင်ရှိလိမ့်မည်ဟုကျမယုံကြည်ပါသည် ထို့သို့တွေးတော့ကျမ၏အိမ်မက်တို့သည်လှပလီစွာ ထိုအိမ်မက်ကိုလွယ်လွယ်ကူကူနှင့် ခိုးယူမည်သူများကလည်းအစာနာကိမဲစွာ ဖြစ်စည်းဖို့ပြင်နေကြလိမ့်ပြီကောနောက်တနေ့နဲ့နဲ့လာမင်းရောက်လာတော့ခါကျမ၏အိမ်မက်များကိုမမောတမ်းပြောပြမိသည် သူကတေချာစွာနားထောင်ပြီးလေးလေးနက်နက်ပြောသည် အေးပါဟာနင်ပြောတာတွေကငါဖြစ်ချင်တာတွေပါခုဟာကအဲ့ဒီလိုဖြစ်လာဖို့မှမလွယ်တာလေငါကလည်းစဉ်းစားပါလေငါဘွယ်ငါဘွားတဲ့ကိုနင်ဝင်လာရင်စင်းရင်ပဲငါတို့မှာရီမှန်းချက်တွေရှိတယ်အတန်အသည့်အရေးချင်းတွေရှိတာကြောင့်တသက်လုံးတော့မစင်းရင်နိုင်ပါဘူးဒါပေမဲ့အချိန်တိုင်းတာတစ်ခုတည်းတော့ဒုက္ခရောက်မှာအမှန်ပဲလေနင်ကလည်းဟာငါများရွှေမုံစားတဲ့တတိမှာကြာနေတာပဲစင်းရတာဘာဖြစ်လဲနင်ရှိရင်အေးစေးပါ သူ့ကိုယ်တော်ပြန်ပြီးအားပေးလိုက်ရသည်သူငြိမ်သွားသည်ပြီးမှအားတင်းကအမှန်တိုင်းပြောရရင်နင်းကိုလက်လွတ်ဆုံးရှုံးရမှာထက်နင်းကို နင်းမချင်းမနှစ်သက်တဲ့သူနဲ့တဘဝလုံးနေသွားရမှာကိုမမြင်ရတာကျမမျက်ရည်ကြာရပြီချစ်သူကိုမျက်နှူးစွာကြာရသောမျက်ရည်ဟု ကျမသိပါသည်ကျမမဖြစ်လို့တော့အချိန်ဒီကိုမှမရောက်ကြသေးတာဝမ်းနေစရာတော့မဟုတ်သေးဘူးယူဆထားပါသည်နေငါမျက်နှာကိုတည်တည်ချာချာကြည့်ထား ဘယ်တော့မှအဲ့ဒီလူကိုမယူဘူးဘယ်နည်းနဲ့မှငါ့ကိုအကြက်ကင်လို့မရဘူးငါစဉ်းစားထားတာရှိတယ်တွေးကြည့်ထားတာပေါ့ဟာမိမိခင်ကငါ့ကိုအဲ့ဒီလူနဲ့ပေးစားခြင်းနဲ့ဆိုတာအတိတ်ပဲမဲတော့မဖြစ်နိုင်ဘူးနင်းနဲ့ငါနဲ့ချစ်နေကြတာအစတုန်းကဘာလို့ကြီးကြီးဖြူးဖြူးရှိခဲ့သလဲခုမှဒါတွေကဖြစ်လာတာဒါသူ့ယောက်ျားကြီးရဲ့အကြံလို့ပဲငါထင်တယ်သူတို့ကငါနာမည်ပေါက်အိမ်ပေါ်မှာနေနေကြတာလေဟဲ့ငါ့ကိုပိုင်မှဒီရင်ကြီးပေါ်မှာတစ်တလုံးနေလို့ရမယ်ပေါ့ ဒါကြောင့်ဖိတ်ရှင်းဖိတ်အိတ်သေးဖိတ်ဆိုပြီးစီစဉ်တာဖြစ်မယ်။အင်းအဲ့တော့ရှင်းတယ်လေ။ငါတော့ကြာနေပြန်လိုက်သွားမယ်။ပစ္စည်းတွေဘာမှပြန်ယူမသွားပါဘူး။ငါနဲ့မြင်တဲ့အိမ်ကိုစာချုပ်စာတမ်းနဲ့မိမိခင်ကိုပြပြခင်မယ်။ပြီးရောငါသူတို့ကိုဘယ်တော့မှမဆက်သွယ်တော့ဘူး။ပြီးရင်ငါတို့အိမ်မက်ဆက်မယ်မယ်။အိမ်မက်တော့အကူမခံဘူးကွာဒါပဲ။တော်လိုက်တဲ့ပန်းမြက်ကွာလေးစားတယ်။ကွတ်တယ်ဗျာ။ရင်းထဲကိုအေးသွားတာပဲ။အေးဂျင်းနဲ့ပြန်တော့အလုံးနောက်ကြနေမယ်။ ဟုပြောကားရှိသည်အဖြေမှန်ရယူဝန်သာသွားသောအကြောင်းသားလေးလိုပေါ်ပါစွာ ပြန်သွားလေတော့သည်ဒီမှာလဲကိုဆုံးပြည့်ချက်ကိုကျင့်နှံ့လာသည်ဖေဖေပြောသလိုပင် မဖြေရှင်းရသေးခင်သာဒုက္ခဖြေရှင်းပြီးတော့ဒုက္ခဟုဖေဖေကိုသတိရမိပါသည်သည်ယင်းထဲမှာလဲပေါ်သွားသည်ကြောင်းကိုလဲစိတ်အေးလက်အေးတက်နိုင်ခဲ့သည်ကြောင်ရောက်တော့မမတုတ်ပါဝင်ကြံတငယ်ချင်းများနဲ့ဆရာကြီးကိုပါကျမ၏အတွင်းနှင့်ဆုံးဖြတ်ချက်ကိုပြောပြလိုက်သည် အားလုံးကပန်းမြက်တော်တယ်ဆိုတာပဲဦးချီကျူးတော်ကျမပြောရပြန်သည်မမတို့တယောက်ကတော့သူများနဲ့မတူအံ့ဩပါမပန်းမြက်ရင်ဒီလောက်လွဲမယ်ထင်သလားဟိုကညီးအမေလေညီးတဲ့ပိုတွေးတတ်တယ်တွေးထားတဲ့အတိုင်းဖြစ်မလာခဲ့ဘူးဆိုရင်ဘလို့လုံးမယ်ဆိုတာလဲတွေးထားဆရာမဟုတ်ဆိုသည်ကျမကတော့ဆက်မတွေးခြင်းတွေးရတာတွေများလာပြီတခဏလေးငြိမ်းချမ်းမှုကိုမမောသေးသည်ကလေးများကိုစိတ်ပါလက်ပါစာတင်သည် နေလေအိမ်ပြန်ထမင်းစားတော့လဲအမပြူကြီးကိုမမောတမ်းပြောပြရသေးသည် သူကတော့ကျမဖြေရှင်းသည့်အတိုင်းသာဖြစ်နိုင်လိမ့်မည်ဟုထင်ကြည်ပေသည်သုံးရက်လောက်တော့အေးအေးချမ်းချမ်းပဲကြတာပရင်းနေလေလောက်မှာတော့အကြောင်းမင်းမစင်းသေးဆိုင်ကရက်သန်းနေသူကျမကြီးဧည့်သည်ဟုဆိုလာပြန်သည်ဘသူများပါလဲဟုထွက်ကြည့်တော့မမချောမမချောဆိုတာမိမိခင်ညီမအငယ်ဆုံးဖြစ်သည်ကျမနှင်းအတော်တော်တော်လဲကျမထဲသုံးနှစ်လောက်သာကြီးတော့ကြောင့်မမချောဟုသာခေါ်သည် မိမိခင်တို့အမျိုးထဲမှာကျမအချစ်ရဆုံးသူငငယ်ကကစားပေါ်ကစားပဲလဲဖြစ်ခဲ့ကမမချောကအဖေဖေဆုံးပြီးနောက်အိမ်မှာအတူလာနေပြီးတော့အပြူကြီးလဲဖြစ်သည်ချောမောလှပတော့လဲနားကတိမ်မကောင်းသူကြအောင်မနေပြောကြရသဖြင့်သူ့ကိုကြံသူများကစိတ်မရှိတော့လဲကျမနှင်းကတော့အဆင်ပြေသည် သူကသူများပြောသောစကားကိုနားထောင်ရန်စိတ်ကမရှိတော့သူလဲဖြစ်သည် သူပြောရမည်ဆိုရင်တော့နားထောင်မိသူမရှိရင်တော့မနေမနာပြောရမှဝင်မလီ ်စကားအလွန်များသူဖြစ်ပါသည်အလှပါလည်းမမက်အစားနှင့်အိမ်သာမသဖြင့်ဝဝလုံးလုံးကလေးအလုံတော့အလွန်လုံးသူဖြစ်ပါသည်သဘောဖြူစင်းယူသားလာတော်သူဂုံကိုကျမကတော့ချစ်ပါသည်ဟဲမမချောဆိုင်ကယ်စီးပြီးတယောက်ထဲလာတယ်ဟုကျမအံဩစွာမေးတော့အေးလေငါမနင်းကိုလိုက်ဖို့တော့ငါတစ်ခါပဲရောက်ဘူးတာမို့ရင်တထိတ်ထိတ်နဲ့လာရတာလမ်းမှာနှစ်ခါလောက်မိခဲ့ရတယ်မောပါအေးတကယ်စွန်စားကမ်းပါတဲ့ မိမိခင်ထုတ်လိုက်တာလားဆိုတော့အေးလေနင်းပစ္စည်းတွေကူသိမ်းဖို့တဲ့သူတို့ကလည်းပြန်ညက်နေမှကားနဲ့လိုက်လာမယ်ပြောတယ်။ငါနေအိမ်ကိုမှအိတ်လို့ရတယ်နော်။ရတာပေါ့မမချောကလည်းအပြူကြီးပဲဟာခဏနေကြောင်းစင်းတော့အတူတူပြန်မယ်နော်။ဒီမှာခဏနေဟုသူ့ကို ရုံးငန်းမှာပင်ထားပြခဲ့သည်။စိတ်ထဲမှာတော့မမချောကိုမမေခင်တို့သဘောထားအိတ်ကြီးလို့ရပြီဟုတွေးကကြေနပ်နေမိသည်။ညနေအိမ်ပြန်ထမင်းစားပြီးတော့မမချောတယောက်ဇာတိပြတော်သည်။ ငါဖြင့်ညီမရှိကလေးကစကားပြောပေါ်ကိုမဲ့လို့ခုမှပဲစကားတွေတွားကြီးပြောရတော့မယ်တဲ့ကျမကလည်းသူ့ကိုအေးစရာမေးစရာတွေရှိနေသည်နှင့်လာမမချော်ကိုထနောင်းမကြီးရောက်သွားရအောင်ဟုခေါ်လာခဲ့သည်ငါအေးဒီရဲ့ပိုင်းများပင်မချက်သည်လားအိမ်ပြင်နာရောပစ္စည်းတွေအသေးဝဲထဲတာရောရွှေရပြောင်းရတာရောမောချက်ဟုစလာသည်ဘာဖြစ်လို့အိမ်ပြင်နာလဲအိမ်ကဖြင့်အကောင်းကြီးကိုညီအခန်းမှာအေးရဲ့ချဲ့တာလေး ညီခမ်းနဲ့ကရဲ့ကအခန်းပေါ်နဲ့ညီခမ်းကိုအခန်းကျယ်ပြင်တာဟင်ဘာလို့လဲအော်မမေခင်ကမပြောဘူးလားအံ့ဩသွားအောင်လုပ်တာလားမသိပါဘူးဟီးငါကတော့ပြောလိုက်ပြီဘာလို့ပြင်လာတယ်လဲမမချောရဲ့စနေနေ့အတွက်လဲပါမှာပေါ့ဟုပေါ့ပေါ့ပါပါပင်ပြောသည်ကျမနည်းနည်းစိုးရင်သွားသည်ဘာတော့စနေနေ့အောင်မယ်အောင်မယ်သူတို့သမီးလောင်းကမသိချင်းအောင်ဆောင်နေပြန်ပြီမမေခင်ကပြောတယ် နေပစ္စည်းတွေတင်းခဲ့တော့တဲ့တောက်ကြနေကိုအပြီးပြန်လာရတော့မှာတဲ့စနေနေ့မှာညီတို့စိစက်ပွဲဆိုဟာမမချောကလည်းကြင်ကြံဖန်ဖန်ဟုကျမရောင်ထွက်သွားပြီကမှကိုနှုတ်ကိုပြန်ပရိတ်အုပ်ရသည်ညာမနေပါနဲ့အေးညီရောမမခင်ရောအတူတူပဲငါများဆိုအရာမသွင်းဘူးဘာဆိုပါမှကြိုကြိုတင်းတင်းမပြောဘူးအမေကလည်းသူဘာလုပ်မယ်ဆိုတာမပြောပဲဘာလုပ်ဆိုပဲခိုင်းနေခုနဲ့ညီစီလွတ်တာတောင်နှုတ်ပိတ်လွတ်လိုက်သေးတာ အိမ်မှာလုပ်နေတာတွေကိုပန်းမြက်ကိုမပြောနဲ့နော်တဲ့တေးတေးချာချာမှားလိုက်တာနောက်ပြီးပြောသေးတယ်သူတို့လာမခေါ်မချင်းပန်းမြက်ကိုဘယ်မှမသွားစေနဲ့တဲ့ပစ္စည်းတွေတေးတေးချာချာသိမ်းတဲ့ဩမမချောရဲ့တိန်နေနေတာဘာမသိကြရရှိလဲပြီးတော့တိမာပဲမဟုတ်လားပြောပါအောင်ပြောလက်စားနဲ့စိစက်ပွဲကဘယ်ချိန်နဲ့တော့ကျမစကားကိုတေးတေးချာချာထိန်းပြောကအေးရတော့ဒီညနေဆိုလားပဲ ကျွေးမာကရေခဲမို့ဆိုလားကြက်သားဗလာတာဆိုလားညီကကြက်သားဗလာတာကြိုက်လို့ဆိုတာကပါသေးမုံတော်မှားပြီးပြီရဲ့အဲ့ဒါအလုံးကိုကြစ်ကထုတ်တာတဲ့ကိုကြစ်ဆိုတာဟိုလူကြီးအိမ်နံပဲဖြစ်သည်အင်းဒုက္ခတော့လှလာကြီးတွေးတော့မယ်ဟုကျမသိလိုက်သည်မမချောဆက်ပြောသမ ्या ကိုကျမစိတ်ဝင်စားနိုင်တော့တောက်ကြနေညနေမတိုင်းခင်လှူရှားတော်မူဟမပြည့်နေရတော့လေရင်ထဲမှာနေအစင်းစင်းကအပြိုင်အိုင်းစူပူလောင်းမြိုက်နေပြီ။ အမြန်ဆုံးလှုပ်ရှားရတော့မြည်မမချောကိုလှလာပါပါပြပြရီလှဲ့ရပြီးတော့မြည်ကဲမမချောကြီးစကားကတော့ပြောလို့ကောင်းနေတယ်ပန်းမြန်မမတို့တို့အိမ်ကိုသွားပြီးစရင်တွေလုံးရအောင်မှာညမင်းမင်းငယ်ပြီးအောင်လုံးရမှာမှုသွားလိုက်တော့မယ်ကျူးကျူးကိုခေါ်သွားမယ်အမအပြူကြီးနဲ့တီပီကြီးနေခဲ့အိတ်ရှင်နဲ့အိတ်နှင်းတော့ပန်းမြန်စရင်လုံးတာကြာရင်မဆောင်နဲ့ဟုဘလုံးမထွေးမှာကတငယ်ချင်းဆီအမကျူးကျူးကိုခေါ်၍မမတို့အိမ်သို့ရေးခဲ့ကြသည် အကျိုးကြောင့်ပြောပြတော့ခါမမတို့ကငါမပြောဘူးလားနင့်အမေကအပိုင်းကြံမှာပါလို့ဟိုလူကလည်းသူရှက်သွားပြီလေရအောင်ယူပြတော့မှာပေါ့ဟုမမတို့ပြောမှပင်ပူဆိုးသွားတော့သည်ပံမြတ်တော့ဒုက္ခရောက်ပါပြီမမတို့ရေဟုပြောကခီးချပြီးငုံမိတော့သည်မမတို့ကလည်းဘာပြောရမှန်းမသိသူမျိုးသားကိုခေါ်ကားအတူချုပ်၍ရှင်းပြသည်မမတို့မျိုးသားကရွာလူကြီးရွာမှာဩဇာကြီးသူ လူကြီးလူကောင်းပီတာသူ ဟိုနေကလေးကဒီချိုးချိုးကြလိမ့်မယ်လို့ငါမိတုပ်ကိုပြောသားပဲဆီယမလေးဘလို့လှုပ်ချင်လဲတာပြော ကျုပ်တို့ကူမယ်ဟုဆိုတော့လဲကျမဘာပြောရမှန်းမသိကျူကျူကဆရာကြီးတို့ជីကြီးတို့စီဆရာရင်ကောင်းမယ်ဟုဆိုက သူဖုံးနေပြင်းဆက်နေတော့သည်ဆရာကြီးနဲ့ជីကြီးကခဏဆောင်ငါတို့ကူထွက်လာမယ်တဲ့ရင်ထဲမှာအားရှိသွားပေမဲ့လူကြီးများကိုအားနာမိသည်ရွာချင်းကမလှမ်းတော့ကြောင့်15မိနစ်လောက်နှင့်ရောက်လာကြသည် ဒီကိစ္စလာမင်းသိပြီလားဟုဆရာကြီးကမေးသည် လာမင်းကိုဘာမှမပြောရသေးသူသိလင်ရောဘာများတတ်နိုင်မှာလဲဟုကျမတွေးမိထားသည်ဆရာကြီးကသမီးဘာလို့ရှင်လဲဟုမေးတော့ကကျမမှာအဖြေကမရှိသေးမမတို့ဤမျိုးသားကကိုလာမင်းကိုပြောတဲ့နဲ့ဟုစကားဆလာသည်ဆရာကြီးကကောင်းငိန်ပြီးကြုံလဲဒီလိုတွေးမိတယ်ပန်းမြက်ကရော ဟုကျမကူသားတတွင်တွင်မင်းနေတော်သည် တမီဟိုနုကိုတော့လုံးဝမယူခြင်းမူဆရာကြီးဒါပေမဲ့လာမင်းနဲ့လိုက်ပြေးလာမျိုးလဲမဖြစ်ခြင်းမူပြောကငိုရပြန်သည်ငိုနေလို့မပြေးဘူးလေတမီရဲ့ဘာပဲဖြစ်ဖြစ်လာမင်းကိုပြောတော့ပြောရမှာ ဟုတ်ကြီးကြီးကဝင်ပြောသည်အချိန်ကအချိန်ဆွဲနှွေရေးမဖြစ်တော့ကြောင့်သူတို့ရှိမှာပင်အတန်ဖွင့်၍လာမင်းထံဖုန်းခေါ်လိုက်ရသည်အဖြစ်ပြများကိုပြောပြရသည်ငါမပြောဘူးလားပန်းမြက်ရဲ့မိမိခင်ကအကြံကြီးပါတယ်ဆို ငါစဉ်းစားထားတာပြောမယ်။နင်ငါနဲ့လက်မှတ်တော့ထိုးထားရနိုင်မယ်။တပတ်လောက်ပုံနေလိုက်။တပတ်လောက်ကြာလို့နင်းကိုယူအောင်မလားလို့ရွှေနဲ့တင်နောက်မယ်ဆိုတော့အဲ့ဒီကောင်အလိုလိုနောက်ဆုတ်သွားစေရမယ်။နင်လက်မထချင်သေးဘူးဆိုတာငါနားလေတယ်။နင်ကိုလက်မှတ်ထိုးပြီးတနေရာမှာဖွက်ထားဖို့ပဲငါစဉ်းစားလာပါဟုဆိုတော့ရင်ထဲမှာနည်းနည်းအေးသွားသည်။သူ့ جماعه ကိုဘယ်မှာများဖွက်ထားပေးနိုင်မှာလဲ။ငါကဘယ်သွားနေရမှာလဲဆိုတော့ဒါတော့ဘယ်သိအောင်မှာလဲဟာ။ ခုပြောနေတာတွေကပြဿနာကြီးလာရင်လုပ်မယ်လို့ငါစဉ်းစားထားတာကိုပြောပြတာနေเจ้าကရမှာမို့လားခုမေးလာတော့ကျမအေးအေးပြန်ဆက်မယ်ဟုဆိုပြီးဖုန်းကိုချလိုက်သည်ဆရာကြီးရောជីကြီးရောပြုံးလို့ဘယ်မှမသွားနဲ့သမီးရဲ့ជីကြီးနဲ့လာနေလိုက်လမ်းစာကိုပျောက်ရော့ခုជីကြီးကဆိုတော့ဆရာကြီးကကောင်းနေသည်မမတို့ဤမျိုးသားကလည်းဆရာမတို့လက်မှတ်ထိုးဖို့ကြုတ်စီစဉ်ပေးမယ်မန္တလေးတော့မပြောင်းနဲ့သူတို့မသိနိုင်တဲ့မတရားကိုသွားမယ် ဒီနဲ့လည်းမဝေးဘူးတမနဲ့နဲ့ပြီးမယ်ဟိုမှာတရားသူကြီးကကြုတ်เสียရင်ခုဝင်ပြောသည်ဂျမားဤဆိုလာတော့ကံဂျမားကိုအကောင်းပြင်းပြင်းစေတနာရှင်များဤကျေးဇူးတော်ကြောင့်အစအစအရာရာအစဉ်ပြေသွားခဲ့သည်တူကောင်းတညာဆိုသလိုဝိုင်းဝန်းကကြံပေးကြသည့်အတိုင်းပင်ဂျမားကလည်းရင်ခုန်ကြီးကြီးစွာဖြင့်ဟန်ဆောင်ခဲ့ရသည်လူသားလာတော့မမချောတယောက်ကတော့ကျမတို့ဂျန်ကိုလုံးဝမသိရှား မနေ့အစောကြောင်းသွားသည့်ချိန်မှာကျမအပြီးထွက်ခွာသွားပြီဆိုတာမသိရှာခဲ့ပြီညာကလေးကကြူကြူဤကူညီမှုဖြင့်အင်ဂျီဝစ်စားကြောပိုးအိတ်ကိုကျောင်းမှထားနေရသည်ဒါမင်းကလည်းသူ့တငယ်ချင်းကိုဖြိုးဤကားနှင့်အကြောင်းကိုရောက်လာသည်ကျမနှင့်မမတော်ဦးဤမျိုးသားကိုခေါ်ပြီးမရေရာဘက်ကိုထွက်ခဲ့ကြသည်မမတော်ဦးမျိုးသားကကြိုတင်ကြောင်းကြားပေးထားသောကြောင့်လက်မှတ်ထိုးရသည်မှလည်းအခက်အခဲမရှိပြည်လင်ကျမကိုကြည်ကြီးထံပို့ထားခဲ့ကြသည် ။ဒါမင်းကတီးတိုးစွာဖြင့်နာနာကက်ခါနင်းစိတ်ချမ်းသာဖို့အဓိကနော်အစဉ်ပြောင်းနေလုံးကြုံအောင်နေအရန်တွေလည်းစိတ်ညစ်မနေနဲ့။ဘာတွေမှလည်းတွေးမနေနဲ့။ငါတွေလည်းစိတ်ချနေကြလားဟုပြောသွားသည်။သူတို့ထွက်သွားပြီးကျမပထမဆုံးလို့ရတော့လုံးမှာမမချောထန်တို့ဖုန်ခေါ်ရခြင်းဖြစ်ပါသည်။မမချောရီပန်းမြက်ចောင်းကိစားနဲ့မန္တလေးကိုရောက်နေပြီ။မင်းညာကလှုပ်တဲ့စည်ရင်တွေကိုအေးတကြီးလာပို့ရလား။ အလုပ်ပြီးရင်အိမ်ကိုတန်းသွားလိုက်တော့မယ်။ပင်မန်းလို့ရွာကိုပြန်မလာတော့တာနော်။အိမ်ကြမှာတွေးကြဆိုးဟုပြောတော့နေကားတော့လုပ်ပြီးဟင်းဟင်းမကြိုက်ဘူးလေးပါလေးနဲ့ခုတော့မမကငါတောင်ပြန်မခေါ်ဘူး။အိမ်ကိုတန်းပြေးတဲ့ကောင်းကြရော့။ငါနဲ့ပြူကြီးနဲ့ထမင်းစားကြမလို့ဟဲ့။စားတော့ပြီးမှပဲအေးအေးဆေးဆေးပြန်လိုက်မယ်ဟုအေးအေးဆေးဆေးပြန်ပြောသည်။ကျမတို့အလှဲကိုမသိချာတော့မမချောကိုစိတ်နှင်းတောင်းပန်မိသည်ကျမအလိုဆိုဤကဲ့သို့ရှောင်းတတ်တိမ့်နဲ့မြီမဟုတ် ကိုဆရာကိုလာမင်းကသင်ပေးသွားသောပညာကိုလက်တွေ့ကြကြအသုံးချလိုက်ရခြင်းဖြစ်ပါသည်။ကြည်ကြီးကကျမကိုအနေမခက်အောင်ဧခန်ရှာသည်။သူတို့ဤနှဆောင်မြိုင်အင်ကြီးပေါ်မှတီးတန့်အခန်းပေးထားသည်။ရွာကလေးကအေးအေးချမ်းချမ်းရှိလာသည်။အိမ်တွေကလည်းကံမနေသောကြောင့်ကျမသားအပြင်မထွက်ဘူးဆိုရင်းအလွန်လုံးကြုံလာသောနေရာဖြစ်ပါသည်။အေးရာအေးချောင်းသည် ပြင်မအခြေအနေသားဖြစ်ပါသည်။ ။ယင်းထဲမှာတော့ကျမဤစိတ်လှုပ်ရှားမှုကိုကျမကိုယ်တိုင်မြုံတလို့ဖြစ်နေမိသည်။ကျမဤအင်းဒီမှာလာမင်းရှိမနေတော့လဲကျမဒီအလိုလိုအိမ်အောင်တဲ့မိန်းမတယောက်ဖြစ်ကိုခံယူပြီးဖြစ်သွားနေပြီ။ထိုကိစ္စသည်ကျမတို့ရဲ့တလောက်ကြီးမြင်မြန်ဆန်းဆန်းဖြစ်เสียလား။ကျမတို့ဤလှပတော့အိမ်မက်ကထိုးတူမှမဟုတ်တာ။လာမင်းအမေကကျမကိုမြည်သူသဘောထားမိနေ။သူဤညီကိုမောင်နှမများကရောဘလို့မိမပါလိမ့်ဟုထင်ကြနေမှာလား။ ထို့သို့တွေးတော့နည်းနည်းလေးမှစိတ်မကောင်းနိုင်ဟုတ်ကဲ့ပါရှင်အပိုင်း၃ကိုဒီမှာပဲရန်နာလိုက်ပါမယ်ကျမတို့နောက်ထပ်အပိုင်း၄မှာပြန်လည်ဆုံတွေ့ကြပါမယ်နော်နားဆင်ပြီးကဲ့သို့အားလုံးကိုကျေးဇူးများတင်ပါတယ်ရှင်